င်းနိုင်ငံမှာ1982ခုနှစ်တည်းကနေ့လယ်2နာရီကနေညနေ9နာရီတွင်ယမကာဆိုင်တွေစူပါမားကတ်တွေမှာယမကာရောင်းချခွင့်ပိတ်ပင်ထားပေမဲ့နိုဝင်ဘာ10ရက်မှာအနာတီမဲ့ယမကာထိန်းချုပ်ရေးအဥပဒေအရအဲ့ဒီတားမြစ်ချိန်ဒါမှမဟုတ်တားမြစ်နေရာတွေမှာအရက်သေးစားတောက်သုံးမှာကဘန်းငွေတထောင်တန်းရိုက်ခံရမယ်လို့သိရပါဗျ။လိုင်စင်ရဖျော်ဖြေနေရာတွေဟိုတယ်တွေခရီးသွားနေမိတွေနဲ့ နိုင်ငံတကာလေကြောင်းခီးစဉ်တွေရှိရာလေဆိပ်တွေမှာတော့ချွင်းချက်ရှိမယ်လို့ပြင်ဆင်လိုက်တဲ့ဥပဒေကဆိုပါရယ်တင်းကျပ်လိုက်တဲ့ဥပဒေရရမကကြော်ညာတွေကိုတမ်းမြစ်ထားပြီးထင်ရှားကြော်ကြားသူတွေလူသိများတဲ့ပုံကိုယ်တွေကိုရမကကြော်ညာခွင့်မပြုပါဘူးဖောက်တယ်တွေကိုရမကသုံးဆောင်ငင်ကတ်တန့်လိုက်တာကြောင့်အစ်စ်ပြင်ဆင်လိုက်တဲ့ဥပဒေဟာစားတောက်ဆိုင်တွေကိုလည်းတက်ရောက်မှုရှိလာမယ်လို့ထိုင်းစားတောက်ဆိုင်များအသင်းဥက္ကဋ္ဌချာနွန်ကော့ချာရုံကပြောပါရယ် ဥပမာဆိုင်းဒီဆိုင်ကဖောက်တဲ့ကနေ့လယ်တနင်္ဂနွေ56မိနစ်မှာ BRW ရောင်းချလိုက်လို့ဖောက်တဲ့က2နာရီ5မိနစ်ထိထိုင်တော့မယ်ဆိုရင်ပုံမှန်32ရာဥပဒေချိုးဖောက်မှုဖြစ်လို့အဲ့ဒီဖောက်တဲ့ဟာတန်ရိုက်ခံရမှာပါအဲ့ဒီဥပဒေကြောင့်စားတောက်ဆိုင်လုပ်ငန်းဖွင့်ပြိုးလာမှုကိုအဟန့်အားဖြစ်စေတယ်လို့ဘန်ကောက်မြို့မှာစားတောက်ဆိုင်ဒီဆိုင်ဖွင့်ထားတဲ့ခြံနှုန်းကပြောပါရယ်ရမကသုံးဆောင်သူတွေဟာတားမြစ်ချိန်တွင်သုံးဆောင်မှာက တန်ရိုက်ခံရနိုင်လို့ရံမကရောင်းအားကျဆင်းမွယ်ရှိတယ်လို့အမည်မဖော်လိုတဲ့စားတောက်ဆိုင်လက်ထောက်မန်နေဂျာတူကပြောပါရယ်24နှစ်စလုံးရံမကရောင်းချခွင့်ရှိတဲ့နယ်လို့အတိုက်ခံပြည်သူပါတီကလွှတ်တော်အမတ်လင်းချင်ထရန်ကွန်ကပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန်ရဲ့နျူကလ িয়ার လက်နက်ပြန်စတင်ဖို့မှတ်ချက်စကားကိုရှင်းလင်းစေလိုတယ်လို့ရုရှားနိုင်ငံကပြောကြားခဲ့ပြီး အဲ့လိုလှုပ်ဆောင်မကအခြားတိုင်းပြည်တွေရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။မော်စကိုမြို့တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရမျိုးသမီးမာရီယာဇာခါရိုဘာကအခုလိုမှတ်ချက်ပြုတာပါ။33နှစ်ကြာရပ်ဆိုင်းထားတဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုကိုချက်ချင်းပြန်လည်စတင်ဖို့ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့အပတ်မှာအမေရိကန်စစ်တပ်ကိုညွှန်ကြားခဲ့ပါတယ်။မျိုးသားနျူကလ িয়ার လုံခြုံရေးကောင်စီကလှုပ်ဆောင်မဲ့ နျူကလ িয়ার ဖောက်ခွဲမှုဒါမှမဟုတ်နျူကလ িয়ার ဒုံးကျည်စမ်းသပ်မှုဘလို့စမ်းသပ်မှုကိုဒေါ်နယ်ထရန့်ကရည်ညွှန်းတယ်ဆိုတာတော့မရှင်းလင်းပါဘူးအမေရိကန်ရဲ့နျူကလ িয়ার စမ်းသပ်မှုကိုတုံ့ပြန်မှုဖြစ်ရုရှားနိုင်ငံကနျူကလ িয়ার စမ်းသပ်မှုလုံဆောင်နိုင်ရေးအဆိုပြုချက်တွေပြင်ဆင်ကြဖို့သမ္မတဗလာဒီမာပူတင်ကဗုဒ္ဓဦးနေ့မှာတာဝန်ရှိသူတွေကိုညွှန်ကြားခဲ့ပါတယ်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တဲ့1990ခုနှစ်နောက်ပိုင်းရုရှားနိုင်ငံဟာဘာနျူကလ িয়ার စမ်းသပ်မှုမှမလုပ်ခဲ့ပါဘူး ရုရှားနဲ့အမေရိကန်ဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့မဟာအင်အားကြီးနိုင်ငံတွေလို့သိရှိရပါတယ်။